ခုတင်ဆက်ပေးမယ့်သတင်းကတော့24ပွဲစဉ်ဆုံးဝမရှိဆန်ချိန်နဲ့စပိန်ဘူးလူပွဲတက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဂျမန်နေညာကရှင်းနေကစားခဲ့တဲ့ဥရောပနိုင်ငံကြီးအကျိုးပေါ်လူပွဲမှာစပိန်အသင်းဟာပြင်သစ်သင်းကိုအနိုင်ယူပြီးတော့24ပွဲစားရှုံးမမရှိဆန်ချိန်နဲ့ဘူလူပွဲတော့တက်ရောက်နိုင်ခဲ့တယ်လို့သိရပါဗျ။စပိန်အသင်းက9ဂိုးလေးဂိုးနဲ့ပြင်သစ်သင်းကိုနိုင်ရရှိခဲ့တာဖြစ်ပြီးစပိန်အသင်းဟာ၄ဂိုးပြတ်ဦးဆောင်ခဲ့တဲ့အထူးရှေ့ဆွမ်းသာစီရခဲ့ရပါဗျ။ ပင်တင်ဟာ2023ခုနှစ်မတ်လနောက်ပိုင်းမှာကစားခဲ့တဲ့24လေးပွဲဆက်ရှုံးမမရှိကစားနိုင်ခဲ့တာဖြစ်တယ်လို့ပြီးခဲ့တဲ့15နှစ်အတွင်းမှာကာလအရှည်ကြာဆုံးရှုံးမမရှိဆန်ချိန်ကိုလည်းပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။စပိန်တင်ဟာနေရှိလီဘောလူပွဲကို3နှစ်စတိုင်းတက်ရောက်နိုင်ခဲ့တာဖြစ်ပြီးဂျာမနီတင်ကိုအနိုင်ရခဲ့တဲ့ပေါ်တူဂီတင်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ ဤသည်နယ်ပွဲမှာစပိန်သင်အတွက်ငိုးသွေးယူပေးခဲ့တဲ့အသက်18နှစ်အရွယ်ပဲရှိသေးတဲ့ကိုယ်လင်ကစားသမားလာမဲရမဲဟာလယ်ဝေးစဉ်အသင်းအတွက်အကောင်းဆုံးရှေ့ဆွဲပြနေတာကြောင့်ကမ္ဘာအကောင်ဆုံးကစားသမားဆူရဖို့အတွက်အလားအလာပိုကောင်းလာတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညီချင်းအောင်ပါပေးဖို့လာပါဗျ။